မနေ့ကတော့အစ္စလာမ်သာသနာတော်ရဲ့ Prophet Muhammad ပြောတဲ့စကားလေးတွေကိုပြောပြတော့လေအဲ့မှာတော်တော်များများလူတွေကမနေ့ကပြောတဲ့ဒီအကြောင်းလေးပုံမှာတော်တော်များများတုံ့ပြန်မှုတွေပြုတာပေါ့ပြုတဲ့အခါကျတော့ဒီနေ့ထပ်ပြီးတော့အဲ့ဒီထက်ကအချို့အကြောင်းအရာလေးတွေလေ့လာကြည့်လိုက်တဲ့အခါကျတော့အဓိကအဖြစ် ဒီဆင်းရဲတဲ့လူတွေသူတို့အပေါ်မှာပြုစုဆောင်ရှောက်ဖို့တတိထားဖို့အဲ့ဒါကကဘာပေါ်မှာရှိတဲ့အလုပ်တွေထဲမှာအကောင်းဆုံးအလုပ်ဖြစ်တယ်မိမိအုပ်ချုပ်တဲ့လူပဲဖြစ်ဖြစ်သေးပညာရှိတဲ့လူပဲဖြစ်ဖြစ်သေးပတ်သက်ချမ်းသာတဲ့လူပဲဖြစ်ဖြစ်ဘာပြောလဲဆိုတော့ Prophet Muhammad peace be upon him ကလေမိမိရဲ့ဘိုက်ကပြည့်နေပြီတော့တဲ့ဒီလားမိမိရဲ့ neighbors လို့ပြောတယ်ဘေးအိမ်ကလူတွေက by how long ဖြစ်နေအဲ့ဒီလူကလူကောင်းတယောက်မဟုတ်ဘူးသဘောကပါလေဘဝဉာဏ်ကိုကြည့်ရဘသူတွေကဘာလို့ဖြစ်ဘယ်လိုဒုက္ခရောက်ဒါတွေကိုတတ်နိုင်တော့ကဲတင်မှုအရေးကြီးတယ် right အဲ့ဒီတော့ကြောင့်မလို့ဒီလောကကြီးထဲမှာလူတွေဟာရွှေငွေကြောက်တံပရမီအများကြီးရှိတယ်ဒါပေမဲ့တည်သွားတဲ့အခါကျတော့ तू ကဘာမှယူသွားလို့ရတယ် ရှိနေတဲ့အချိန်မှာဒါကိုတန်ဖိုးရှိရှိနဲ့ကိုယ့်အတွက်လည်းမသုံးနိုင်ဘူးတော့အခုနပြောလို့ဆင်းရဲဒုက္ခရောက်တဲ့လူတွေကိုလည်းပေးကြွေးအဲ့ဒါတွေလုပ်ဖို့အတွက်အရေးကြီးအလောကကြီးထဲမှာလေတဲ့ Prophet Muhammad peace be upon him ကပြောလဲဆိုလို့ရှိ လူတွေကနှစ်ခုသောအရာကိုအမြဲတမ်းမေ့တကြတယ်ဘယ်အရာတွေလဲလို့မေ့ကြည့်လိုက်တဲ့အခါကျတော့တစ်ခုကကျတော့အခုနပြောမိမိရဲ့ကျမ်းမာရေးနောက်တစ်ခုကကျတော့မိမိရဲ့အားလက်တဲ့အခြေအနေ အဲ့ဒီကျမ်းမာရေးနဲ့အားလက်တဲ့အချိန်တွေကိုသတိမထားမဲ့လူတွေကအဲ့ကျမ်းမာရေးပြတ်သုံးသွားတဲ့အချိန်တွေမှာအဲ့အားလက်တဲ့အချိန်မရှိတော့တဲ့အချိန်ကြတော့မှအာဒါအရန်ကိုအရေးကြီးပါလားဆိုပြီးတော့အဲ့ဒီအချိန်ကြတော့မှသူတို့ကဝမ်းနေကြတယ်ငိုကြွေးကြတယ်ဒါပေမဲ့ယောဂဖြစ်သွားပြီဆိုတဲ့နောက်တော့ဘယ်လိုမှပြန်လဲကုသလို့မရအောင်ဒီနေ့အဖြစ်ကင်ဆာယောဂါတို့ဗါရညာတို့ဒါမျိုးလေးတွေပေါ့အချိန်ရတဲ့အခုနောက်အတိုင်းပဲဒီအချိန်တွင်းထဲမှာဒါကိုလုံးမလုပ်လို့ရှိရင် နောက်ထပ်လှုပ်လို့မရတော့အဲဒီလိုဆာမွဲကိုဒီချိန်မှာရအောင်ဖြေရမယ်မဖြေနိုင်ဒီဆာမွဲကြအလောကကြီးမှာအဲ့ဒီအချက်နှစ်ချက်ကအရန်ကိုအရေးကြီးအကျမ်းမာရေးကြောင်းပြောဆိုတဲ့အခါကျတော့လူတွေကကျမ်းမာရေးကိုအမျိုးမျိုးချူစားကြအဲ့မဲ့ prophet muhammad peace be upon him ကလူတယောက်ကျမ်းမာတယ်ဆိုတဲ့နေရာမှာအဲ့ကျမ်းမာအောင်လဲနေထိုင်စားတောက်တတ်ဖို့အတွက်အရေးကြီးတယ်တဲ့အမေးကြတာပေါ့ဘယ်လိုလဲလို့ဆိုတဲ့အခါကျတော့မှတ်ထားတယ်အခုဒီအခုကြည့်လေး ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအုံနာပြောခဲ့တဲ့ဟလာစားတောက်တွေကောင်းကောင်းစားတောက်ပြီးလူဝတွေလူတွေဝဝတဲ့အတွက်ယောဂတွေဖြစ်ပြီးလို့ရှင်အသေးတွေအဆုတ်တွေနှလုံးတွေဖြစ်ဆွဲတဲ့အခါကျတော့အဲ့ Prophet Muhammad peace be upon him ကသူကပြီးလို့ပြောထားလဲဆိုလို့ရှင်လူတွေထဲမှာအကောင်းဆုံးသောလူပါလေတဲ့မိမိရဲ့အစားအသောက်တွေကိုစားတဲ့အခါမှာချင်းချင်းပြီးတော့၃ဘိုင်းပိုင်းပြီးတော့မိမိရဲ့1ဘိုင်းကိုလေ သုံးပိုင်းပိုင်းပြီးတော့စားရမယ်အဲ့တော့မိတ်ဆွေတွေကမေးတာပေါ့ဘယ်လိုလဲဆိုမိတဲ့ခါကျတာအေးတဲ့ပထမလေးတဲ့ကိုယ့်ရဲ့သုံးပုံတစ်ပုံတော့ bike ကို အစာရင်းနဲ့ဖြည့်လိုက်ပါပြီးလို့ရှိရင်လေးတဲ့ဒုတိယတစ်ပိုင်းကိုလေးတဲ့မိမိကတဲ့အရင်နဲ့ဖြည့်လိုက်ပါ တတိယအပိုင်းကိုကျတော့လစ်လအောင်လစ်ထားလိုက်ပါဘယ်တော့မှမစမ်းမတော့ပဲနဲ့သုံးပုံတစ်ပုံ ။အပေါ်ကတပုံကိုအဖတ်စာတပုံကိုအရေးတော့တပုံကိုလွတ်ထားလိုက်။အဲ့တော့ပြန်ကြည့်မယ်ဆိုလို့ရှင်အဲ့လိုတနည်းအားဖြင့်အစားအစားစားတဲ့အခါမှာဒီလိုအမျိုးအာချင်းချင်းပြီးတော့ပေါ့လေ။သုံးပုံတပုံအစားကိုစားရေးသုံးပုံတပုံတော့အဲ့တော့လူကမဖြစ်လို့အစားတော့က digestion မကောင်းဘူးလား။အာဟာတော်တော်မှန်တဲ့တရားပဲ။ဒါကြောင့်မလို့ဒါလေးတွေကို လေ့လာကြည့်တဲ့အခါကျတော့အများကြီးပို့ပြီးတော့တွေးရတယ်သိရတယ်ဆိုတဲ့အခါကျတော့ဒါလေးတွေဟာကျွန်တော်တို့အတွက်ကိုလိုက်နာတင်တဲ့အရာတွေနောက်ပြီးတော့ဒီအပေါ်မှာဘယ်လိုကဘလောက်လိုက်နာမလဲအဲ့ဒီလောက်ဒီအချိုးကျသူရှိတာပေါ့အဲ့ဒီ peace be upon him ပေါ့ prophet muhammad peace be upon him ရဲ့သူရဲ့ life ကိုကြည့်လိုက်တဲ့အခါကျတော့သူရဲ့ life မှာကြီးကြီးကျယ်ကျယ်ယောဂတကူမှမဖြစ် ွယ်လွန်သိဆုံးတဲ့အချိန်မှာ၃ရက်လောက်နေမကောင်းဖြစ်ပြီးတော့ကွယ်လွန်သိဆုံးသွားတာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတဲ့အခါကျတော့ခုနပြောတဲ့အတိုင်းပဲ life မှာပေါ်ပေါ်ပါပါနေတယ်။အဲ့ဒါအထူးသဖြင့်မိမိကျမ်းမာရေးအတွက်ကိုခုနပြောတဲ့အတိုင်းအစာအသောက်အနေအတိုင်းအပြောအဆိုဒါတွေအားလုံးကိုစနစ်တကျလိုက်နာဆောင်ရွက်တဲ့အတွက်ကြောင့်မို့လို့ကျမ်းမာတယ်။ဘဝတစ်ချောင်းလုံးမှာကျဉ်းကျဉ်းမာမာနဲ့နေတိုင်းသွားတာကိုတွေ့ရတယ်။နောက်တစ်ခုက stress ရောတယ် အထုရပြေကုဏပြောတယ်ဆင်းရဲဒုက္ခရောက်တဲ့လူတွေကိုပေးတယ်ကျွေးတယ်ကန်းတယ်ဒါဘဝတစ်ချောင်းလုံးမှာလုတ်ခဲ့တယ်။နောက်ငွေကြေးတွေကိုမိမိရဲ့ life မှာဘယ်တော့မှမသိမ်းထားခဲ့ဘူး။ခွယ်လွန်သိဆုံးတဲ့အချိန်မှာသူရဲ့ bank account လည်းမရှိဘူးပတ်စံလည်းဘာတစ်ခုမှမကြိုင်ခဲ့ဘူး။ right အဲဒါမျိုးလေးတွေဟာအရန်ကိုနမူနာယူစရာကောင်းတယ်အတွေ့ယူစရာကောင်းတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် လောဘဒေါသမောဟမာမာနတရားတွေရင်ထဲမှာမထားဘဲနဲ့စေတနာတွေမေတ္တာတရားတွေ တရာတရားတွေနဲ့ဘုရားတခြားလုံးကိုကြင့်ကြံပြီးတော့နေထိုင်သွားမယ်ဆိုရင်အဲ့ဒီလူတွေဟာနဘဝစလုံးမှာအောင်မြင်မှုရမှာထေချာတဲ့အကြောင်းပြောလိုက်ခြင်းပါ